နှစ်သက်ယုံစားမိရဲ့လို့လေမေးပြင်းနဲ့မေးသာရှိပါစီတော့မောင်ရေမေးအပြင်းနဲ့မေးသာရှိပါစီတော့မောင်ရေမောင်ရေအခုဆရာတော့အမေတို့အမေပေါ့အမေကမင်းသမီးဒေါ်လာတောင်းစိတ်သူကတင်ပေးတာ အဖေကတော့ငငယ်လေးတည်းကကွဲသွားတာဆိုတော့အဖေရဲ့ရှီကတော့ပညာမရဘူးစတာကတော့ဆနစ်နဲ့သမီးလောက်တည်းရဆိုင်စရာဆိုဗီယက်ပြန်ဥစဉ်ကလာရဲ့ဆိုင်းနောက်မှာအရင်ဆုံးပထမဥဆုံးပဲဆိုဘူးတယ်အဲ့မှာလိုက်ဆိုတာပေါ့နော်အဲ့ဦးစရာကတော့အမေတို့အမေပေါ့အမေကမင်းသမီး ဒေါ်လာတောင်းစိတ်။သူကပြင်ပေးတာ။အဖေကတော့ငငယ်လေးတည်းကကွဲသွားတာဆိုတော့အဖေရှိကတော့ပညာမရဘူး။ဒါနဲ့အခုအဖေကရှိတယ်။ကြောက်ပတောင်းမှာဒီ6ရက်နေဆိုရင်အဖေမွေးနေ့ကြီးကြီးကျယ်ဟိုမှာပူဇော်ပွဲလုပ်မှာ။ဘိုးကလေးစိန်ညာခိုင်။ဆိုင်းစရာ။မြူပညာမျိုးရိုးဘိုးရေကအရင်တော့စိန်ဘိုးတင်တဲ့ကဆိုင်းနောက်ထဥိ္ဝိဇ္ဇာတဲ့။အမေကြီးက ိုးလုံးကဒီဒုတ်ဒေါ်သန်းကြီးမင်းသမီးပဲအမေကမင်းသမီးဒေါ်လာတောင်စိတ်မင်းသမီးလည်းအကလည်းတင်တယ်အကုန်လုံးကအကကိုပင်ပန်းတယ်ဆိုပြီးကိုကအဆူလိုင်းကိုပဲလိုက်လိုက်လူသီးလာတဲ့အချိန်ကတော့ဒီဦးဆိုရဲပြအဘဦးစိန်ကလာနေတုန်းကတော့ဟိုညာကြီးရဲ့မဟုတ်ဘူးမိုးဝိုးလေးတွေပြီးတော့လေကြောင်းနာတဲ့အချိန်လေးတွေလိုက်တာအဲ့ဒီအချိန်ကတော့အဘနဲ့ကတော့စပြီးတော့ဆိုင်းနောက်မှာ စပြီးစုပ်ဘူးတာပေါ့နော်အဘနဲ့နှစ်နှစ်လောက်စိုင်းတောင်မှလိုက်တယ်စပြီးတော့သဘောယူပြီးတော့လှုပ်တာကတော့စိန်လာလေးစိန်ဘူမင်းစိုင်းတယ်အဲ့မှာတော့သဘောစယူပြီးတော့အဲ့တော့15နှစ်ပြီကြော်ကြော်16နှစ်လောက်ရှိအင်းကျူတာကတော့အရှိမအမေကိုတိုင်းကအင်းကျူမင်းသမီးဆိုတော့လေသူအင်းကျူတာကိုအန်ဒီကကြည့်ပြီးတော့အမေစာသားလေးတွေနဲ့လည်းအန်ဒီညင်ဘူးတွေ့ဘူးထားတယ်ဒါပေမဲ့လို့လုံမစားဖြစ်ဘူး ိုင်းနောက်မှာပဲလိုအပ်တဲ့အခါကျရင်ငွေချင်းလေးတွေပါလိမ့်မယ်ဆိုင်းမာကနောက်ပိုင်းဆိုတော့အစိုးတော်ကောင်းဆောင်ဆိုတာပြောဝင်ကနေပြီးတော့ဆိုရတာနောက်ပိုင်းတိမ့်နေအထိပဲအဲ့ခါကျတော့အလှဆိုလို့ရှင်အလှပြောအချင်းတွေဆိုပေးရတယ်အခုလိုနာရေးကြလို့ရှင်ငွေချင်းရှေ့ငူပြီးတော့အပြောလေးနဲ့ပေါ့နောက်မှာဆိုင်းနောက်မှာလိုလှုပ်ပေးရတဲ့အချင်းကတော်တော်ကြာတယ်ဒိုင်းနဲ့အခုနောက်ပိုင်းကျတော့အန်တီကိုဒီအိမ်ကြီးရဲ့ စာသားတွေအကုန်လုံးရောတင်ဆင်အောင်မြင်ဆင်အောင်ဟာဟိုးဝေါ်ရွှေမျိုးတော့က A1 ကြီးမင်းသမီးအခုတော့သူကမရှိတော့ဘူးအိမ်ပါသွားပြီပေါ့နော်သူ့ရှိရနေစာသားတွေအကုန်လုံးယူလိုက်တယ်သူလောက်တာတွေကအန်တီလိုက်ကြည့်တယ်ကြည့်ပြီးတော့အန်တီကအဲ့နဲ့အသုံးမချဖြစ်သေးဘူးဒီလိုပဲနှစ်ပေါင်းများစွာနဲ့နေတော့ရန်ကုန်မြို့ကိုအန်တီသုံးဝနေပြီးတော့ယောက်ျားက2020နှစ်မှာဆုံးတော့အဲ့ရ2003နှစ်ကြတော့ ရန်ကုန်ကိုပြောင်းလာတာပြောင်းလာတော့ရန်ကုန်ကျတော့ညီမမဟိန်းရစာနဲ့14နှစ်အလုပ်လုပ်တဲ့အခါမှာအဲ့ဒီအင်ကြီးကျူးတဲ့လိုင်းကိုဝင်ပြစ်သွားတာပေါ့သူဆိုင်ထဲမှာလိုအပ်တဲ့အခါကျတော့အင်ကြီးကျူးမင်းသမီးငှားထားပြီးတော့အင်ကြီးကျူးတဲ့မင်းသမီးကပြက်ကွက်သွားတဲ့အခါကျတော့အန်တီကိုအဲ့ဒီမှာဆိုပါဆိုပြီးတော့မှတ်မှန်ရရပြည်ညို့နယ်တော်မောင်းကြေးရွာမှာစပြီးတော့အင်ကြီးကျူးမင်းသမီးဖြစ်တယ်ဆိုတာတော့အဲ အဲ့အနေစကျူးရနေပြီးတော့နောက်ကြတော့သင်ဆရာမြင်းဆရာမလိုင်းတန်းထုံးနဲ့တွဲပြီးတော့အန်ဒီအင်းစကျူးဖြစ်တယ်အန်ဒီကအဲ့ဒီငယ်ငယ်လေးဆိုပြပြအုပ်စိန်ကလာဆိုင်းနေမှာတည်းကအန်ဒီကစီးတွေဝါးတွေဝင်ဝင်ပြီးတော့တီးတယ်ဒီတွေဝါတွေဝင်ဒီတယ်နောက်ပိုင်းအထိမအိပ်ဘူးပေါ့သမီးရဲ့နောက်ပိုင်းဆိုတဲ့အဆိုတော်တွေကိုအန်ဒီကြည့်တယ်လေ့လာတယ်အဲ့လိုဝင်ဒီတဲ့အခါမှာအဲ့တော့ကလူရှင်တော်ကဥပေါ်လေး ဥပေါ်လေးရဆိုရင်အများအားစုတယ်မဖြစ်ဘဲနဲ့ဝင်ဝင်မတီးနဲ့ဘယ်လိုပဲချမ်းသာနေတိုင်းနဲ့တင်လဲတင်တယ်စုလဲစုတယ်အာဟိုဒါဆရာတွေပေါ့တင်ဆရာမြင်ဆရာကြားဆရာတွေမပါတယ်အဲ့ဒါအိုတော့ငယ်ငယ်လေးတွေကအန်ဒီကဆိုရင်ဦးစိန်ကလာဆိုင်တယ်မှာဆိုတော့နာမည်ကြီးတဲ့အဆိုတော်တွေကြီးပြအများကြီးပဲလေလေဗရန်ကြီးကြီးမြင့်လို့ဗျာမန်တန်ကြီးကြီးအေးလို့ဆိုတာဒါဟိုတော့ဗီဒီယိုတစ်ချက်နဲ့မှတစ်ခက်တစ်ခါနာမည်ကြီးခဲ့တဲ့အဆိုတော်တွေပေါ့သူတို့ရဲ့လက်ပေါ်မှာကြီးလာတာဆိုတော့သူတို့ရဲ့ဆိုပေါက်တွေကိုလည်းအန်တီနားထောင်နေ ကြိုက်လဲကြိုက်တယ်နောက်ပြီးတော့အခုဖိုးစကြံရဲ့အမေတော်ကြီးကြီးမော်ဆိုတာလဲဒါကြားဆရာနောက်ပြီးတော့ခိတရာတမာချိုးကြားဆရာသူတို့အရန်ကြိုက်တယ်သူတို့ဆိုပေါက်တွေကိုအန်တီလေ့လာပထမဦးဆုံးဆရာကတော့တင်တာရောမြင်တာရောကြားတာရောဆိုရင်တော့အမေတော်မမအေးပေါ့သူ့လိုင်းကိုပဲအန်တီတို့ကအစိုးများတာကိုသူနဲ့ကင်းတဲ့လူပဲအစိုးတော်မှမရှိဘူးအဲအမေမမအေးကတော့တင်ဆရာမြင်ဆရာကြားဆရာတဲ့မှာအဓိကပဲအဲနဲ့မွေးထုတ်လိုက်တဲ့အမေကအနုပညာကို မွေးထုတ်လိုက်တဲ့အတချင်းကြီးတွေမှန်သမျှအမေကစီးနဲ့ဝါနဲ့ကင်ပြီးတော့အန်တီကိုချပေးထားတာဆိုတော့အန်တီကအဲ့ဒီတဲ့အတချင်းကြီး